ကျွန်တော်ဒီနေ့အတွက်ဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီဝိထုရိုလေးကို ရေးသားထားသူကတော့ဆရာကြီးညီဘူးလေးပဲဖြစ်ပါတယ်။ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးသက်ဆိုင်သူမိသားစုဝင်များကိုကျွန်တော်ဒီနေရာကနေပြတော်ပင်လေးလေးဆဆနဲ့ခွင့်တောင်းအပ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းချမ်းသာကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် တမနေမောင်မိုးဆိုတဲ့ကောင်ကဟိုးဟူကောင်းဒီတာရှင်ပွေရန်နေတော့ခေါင်ခေါင်တစ်တော်ွာတော့ကျင့်တော်ရင်မွေးတဲ့တော်သားလေးပါသူ့ကိုအဲ့ဒီဒေတာလာပြီးကျင့်လာခုတ်ကြတဲ့နတ်ခုတ်ရွာသားတွေကသူ့အမေမရှိခိုင်ဝက်ဝင်တိုက်ထဲကခိုးယူလာကြတာသူတို့ရဲ့ကျင့်ခုတ်စခန်းမှာလို့စီဖို့မတက်နိုင်တော့တော်ထမင်းတော်ဟင်းစားခဲ့ရတဲ့ကောင်လီ ကြိမ်ခုတ်လုံသားတွေကိုကြီးကျက်ရတဲ့ဓာကောင်းဖြစ်သူကဝင်သေးချေလိုခြင်းလို့ဤမျိုးမျိုးနဲ့ရအောင်ဝယ်ဖို့လုပ်နေလို့နန့်ခုတ်ရွာသားတွေမောင်မိုးကိုချင်းချင်းနာနာနဲ့စောင့်ရှောက်မိကြပြီးပို့ပြီးတန်ရောစဉ်တွေချစ်ခင်ခဲ့ကြတယ်။သူတို့ရဲ့ညီလေးတယောက်လိုကိုချစ်ခင်ခဲ့ကြတာလီရက်သားပဲရှိသေးတဲ့ဝက်ဝင်ကလေးဟာတကယ်လေးချစ်စရာကောင်းတော်မူသူတို့သဘောချတဲ့နာမည်ကိုမှဲ့ခဲ့ကြတာပေါ့။ ကျိန်ခုတ်ရွာသည်ကုန်ပြီးမက်ကလောင်ဖျားတွေဖျားခဲ့တဲ့နတ်ခုတ်ရွာသားတွေဟာသူတို့ချစ်တဲ့ညီလေးကိုဇာတိရွာကိုခေါ်သွားဖို့အခက်ခဲတွေရှိတယ်။တစ်တွန်းဌာနနဲ့စကားပြောရမယ်။ပင်ပင်မှန်မှန်ရှာဖွေလို့ရခဲ့တဲ့ပိုက်ဆံနေနေပဲသူတို့မှပါတယ်။ဒါနဲ့ပဲမောင်မိုးကကျွန်တော်တို့စီရောက်လာခဲ့တာ။မြို့မအကြောင်းကို သူရောက်လာကားစမှာ ကျွန်တော်တို့ကသူ့ကိုနာမည်ပြောင်းပြီးခေါ်ကြသေးတယ်။ ဒီအကောင်လေးကသူ့ကို ခေါ်နေတယ်လို့မထင်ဘူးပြီးတော့ကျွန်တော်တို့အเจ้าရဲ့တူရဲသောဆရာမကလည်းသူ့ကိုမောင်မိုးလို့ပဲခေါ်စီကျင်တာလीဒါနဲ့ပဲသူ့နာမည်မောင်မိုးမောင်မိုးနဲ့ပဲတောက်လျှောက်တွင်သွားတော့တာပဲဒီဝဝင်ကလေးမျိုးမဖုန်ကြီးเจ้าကို ရောက်လာတဲ့ညနေကိုမှတ်မိနေတယ်မိုးဦးလေးဦးမို့တိမ်တွေကမှိုက်ညို့တက်လာတယ်မိုးဦးကသူ့ချီးမလာပဲလေယူးနဲ့လေဦးပါဖော်ခေါ်လာတော့ ကျွန်တော်တို့ဖုန်ကြီးကြောင်ဝိုင်းတွေကတရက်ပင်တွေအုံးပင်တွေဆိုရင်ရိမ့်ထုံနေချတော့တာပေါ့တိမ်မဲတွေကလည်းလေးဦးရဲ့ဥတီယာကိုကဆုံဆိုင်ကြတယ်တရက်ကင်းတွေကျွေစက်ကူပန်းပွင့်တွေမြေမှာဖွေးလို့ကျောင်းကတော့ဆင့်သွားတာကြပြီကျွန်တော်နဲ့အောင်မိုးနှစ်ယောက်ကို စာမရမချစ်ကျောင်းမဆင်းရဘူးဆိုပြီးစာအန်ခိုက်ထားတယ်ဖုန်ကြီးကဒီလိုပဲတံပေးနေကြပေါ့ ဲ့ဒီချိန်မှာမက်ကလောင်ဖြားထားလို့ဖြူဖက်ဖြူရော ဖြစ်နေတဲ့နတ်ခုတ်ရွာသား၃ယောက်မောင်မိုးကို ခေါ်လာပြီးဆရာတော်စီမအကျိုးအကြောင်းရှောက်ကြတော့တာပါပဲအမွေးချမ်းနေတကိုယ်လုံးဖုံးအုပ်နေတဲ့ဝက်ဝင်မှာ ချစ်မွေးပါတဲ့ထင်မာရေဆရာတော်ကလက်ခံထားလိုက်တယ်ဒီရင်ကလည်းကြောင်းမှာတောင်းတစုံ ကော့ခုံနှစုံ တိမ်ညင်တအုပ်ကရှိနေပြီသားဟိုတကာလာလူ ဒီတကာလာလူနဲ့ဆရာတော်ကလည်းတိတ်ဆန်လေးတွေချစ်တက်လေတော့เจ้ามาวะဝင်လေးတကောင်တူလာတာပေါ့နမ်ခုတ်ရွာသားတကား၃ယောက်က မိုးဆဲမှပြန်သွားကြတယ်သူတို့လည်းမခွဲကျင်ပဲခွဲခဲ့ရတဲ့သူတို့ညီလေးကိုတန်ရောစင်တွေ့ချမှာပဲเจ้าသားတွေနဲ့ချစ်ချစ်ခင်ခင်နေဖို့เจ้ามาလိမ့်လိမ့်မာမာနေဖို့ဆရာတော်စကားကိုနားထောင်ဖို့တကယ့်ညီငယ်တယောက်ကိုကိုကြီးဖြစ်သူကမှားချသလိုပဲ သူတို့မှာចောင်းបោវရောက်တဲ့ទីယောက်ျားរីដាំមេញាយីរីវេបីលែកជីលែកជី ਨੇ ပြန်ទွားចារីម៉ောင်មោខ្ញាមកលេលូសកាមិនပြောរ៉ែលូតាបោលូសកាតាតែយិនទុំមកលេទុខាន់សានីយារ៉ារីပြောឈិនសាមកតោតាញុយោឡារ៉ាមហូឡាယောက်ខាសាមកប៉ាវិនជិនអិទ្ធិ ਨੇ អតាមចាទីរោចောက်នីឆារីសိတ်មិលំមចុងភិនីឆារី ဒီဖုန်ကြီးเจ้าမှာကမိဘမဲ့ကလေးတွေကိုပါစာတင်ပေးတဲ့เจ้าလဲရှိလေတော့เจ้าသူเจ้าသားတွေကအများကြီးသူခမညာဒီလောက်လူများများကိုမြင်ဘူးတာမှမဟုတ်ဖေเจ้าသူเจ้าသားဖြူနီเจ้าเจ้าတွေကိုလဲကြောက်ဝါဝါထိန်ထိန်နဲ့ကိုရင်ဥစင်းတွေကိုလဲလန့်เจ้าမော်တက်တက်လေကလေးတွေကိုလဲသူမမြင်ဘူးဘူးကြေးစီတန်ခေါလောင်းတန်ကြားရင်တုံလို့သူ့မှာဝင်လန့်စာစာဖြစ်နေရှာတော့ပေါ့ ကျိုးကျိုးအိတ်ပလတ်စတစ်အိတ်တွေ့ရင်နန်းကြီးဖုံကြီးစည်းဖနက်ကိုစူးစမ်းစပွဲဝိုင်းတစ်ပြက်စီဖြာချမ်းကြမွေးတပည့်ဝက်ခွက်ရက်တောင်နှီးအောင်ဆောင်ခြေတော့ခုံမြင်မြင်သမျှမောင်မိုးအတွက်ထူးဆန်းကြီးဖြစ်နေတယ်မောင်မိုးမှာချစ်မွေးပါလေချစ်မွေးကဒီပြင်အိမ်မွေးတရိတ်ဆန်တွေလိုတမွေးနှမွေးဟုတ်ပုံမရဘူးသူ့တကောလုံးဖုံးအုပ်ထားတဲ့ခက်ချမ်းချမ်းခတ်ထူထူမဲမောင်မောင်မွေးတွေအလုံးက ချစ်မွေးတွေထင်မာရေ မကြခင်မှာပဲဟိုးဆရာတော်ကဆကပိယတို့ဆရာမတို့လည်းကျွန်တော်တို့ចောင်းသူចောင်းသားတွေအဆုံးအားလုံးရဲ့ချစ်ခင်မှုကျင်နာမှုကိုတူရသွားတယ်မြို့မပရာဟိတမိဘမဲ့ចောင်းမောင်မောင်မိုးဆိုတဲ့ចောင်းဤចောင်းသားတယောက်တိုးလာတော့ပေါ့ကျွန်တော်တို့နဲ့အတူကစားတယ်ကျွန်တော်တို့နဲ့အတူစားတယ်ကျွန်တော်တို့လိုလဲလိုက်ပြီးစာအန်သေးတယ်ဝတ်ဝင်လေးတကောင်စာအန်နေဆိုတော့ မူလာရန်ကလေးတွေနောက်နားမှာဝင်ထိုင်ပြီးចောင်းသူចောင်းသားတွေអော်ហិតနေတာကို သူငေးမောင်းနေရှာတာပါចောက်ទិនမောင်းကိုជីလိုက်လမ်းလျှောက်နေတဲ့ဆ ਿਆ မကိုငေးလိုက်សាអានနေကြတဲ့ចောင်းသူចောင်းသားတွေကိုជីလိုက်លုံနေရှာတယ်သူကဆ ਿਆ မရဲ့စကားကိုတော့နားထောင်နေဆ ਿਆ မကမောင်မိုးငင်ငိမ်ထိုင်းနေလို့တန်းထိတ်ကနေလန့်អော်ရင်သူဘဲမှမသွားတော့ဘူးចမ်းမော်ဖင်ချထိုင်နေတော့တာပါပဲ ဝတ်ဝင်ငိမ့်နေဆိုတော့ရောက်လောက်တာမစော့တာနှာခေါင်းကုတ်ခေါင်းကုတ်စဖိုးဆောင်ကလွင့်ပါလာတဲ့ဟင်းနဲ့ကျွေးနံကိုနှာခေါင်းပွားကြီးရှုံကြီးနဲ့ထန်ရမထလို့ရင်အနံ့ခံလိုက်နှာခမ်းကိုရှာနဲ့တတ်လိုက်လုံနေသည်အဲ့ဒီချိန်ဆရာမကចောင်းသားတွေအာယုံဆိုင်အောင်ကြောက်တင်မုန်းကိုချိန်လုံးနဲ့ဖြန့်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 နဲ့မြည်အောင်ရိုက်လိုက်ရင်ចောင်းသားတွေနီးတူရှောက်ငေးနေတဲ့မောင်မိုးလေးချိန်လုံးတန်ကိုလန့်သွားတတ်သည် တောကြီးနမဲတဲမှာတောငပြောသည်တုတ်တဖူပြားလဖို့ပြားရည်ပဲစားရမယ်မောင်မို့ဟာ သူ့ကိုကြီးတွေနဲ့တူနေတော့ကမစားရတဲ့စားစာတွေဒီမှာစုံစားရတယ်ဂျုံခေါက်ဆွဲစန့်ခေါက်ဆွဲလဲသူစားတယ်ပေါက်စီနံပြားထက်တရာပလာတာလဲမငင်းဘူးသူ့ကြိုက်ဆုံးကတော့ငပြောသည်နဲ့ငါဟင်ငါဆိုရင်တော့မောင်မိုးကကဲကဲဖုတ်ဖုတ်တုတ်တုတ်ချက်ချက် ပြုတ်ချင်ပြုတ်စားမယ်ဆိုတဲ့ထဲကပဲဆက်လိုက်သမတော်ယုံလူမစားနိုင်အောင်ငရုတ်တိခက်ဆက်ဆက်ချက်ထားတဲ့ငါဟင်းလေမောင်မိုးကတော့တဝါစားတယ်ပြီးမှရှာထုတ်ပြီးရက်ခတ်နေရပလိစီစားမှာပဲမောင်မိုးဟာဝက်ဝံမဖြစ်ခင်ကလူဘဝမှာကျင်လေခဲ့တယ်ထင်ပါရဲ့သူ့ကိုချစ်ကြရတာတွေထဲမှာသူ့အခင်းကြီးစွန့်ရအခင်းလေးစွန့်ရမှာတိတ်စီကန်းရှိတာလေပါတယ်သူကအတန့်ပြန့်တိတ်ကြိုက်တယ် သူ့ဘာသာနေရာတတ်မှတ်ပြီးဖုန်ကြီးကုရီရဲ့အနောက်မှာသူ့ကိစ္စတွေကိုတွန့်စွန်နေ။ကြောင်မွေ တော်ရဲ့တရိတ်ဆန်မိမဲ့အိမ်မွေးတရိတ်ဆန်တွေထက်စီကန်းရှိတဲ့မောင်မူ။နောက်ပိုင်းကြတော့ဆရာတော်ကိုလူဖို့ပရဟိတမိအောင်မဲချောင်းကိုလူဖို့လာကြတဲ့တကာတကာမတွေအလူရှင်တွေကို သူ့ထွက်ကြိုးတဲ့တည်။ဒီပုံကိုယ်လေးမှာစားစရာတခုခုပါလာတဲ့တင်မဟုတ်လားတချို့ကသူ့အကြိုက်ငပြောသည် တချို့ကငါဟင်ငါကျော်ငချောက်ဖုတ်စီစမ်းလာခဲ့ကြတာလီအကြောင်းမသိတဲ့ဧည့်သည်တကားတကားမတွေကတော့ဝဝင်တကောင်အာရဝန်တာပြည့်ထွက်လာတာနဲ့ပတ်ပင်းကြုံရတဲ့အခါလန့်သွားကြတာပေါ့ဒါပေမဲ့သူ့မှာရန်လိုတဲ့မျက်နှာထမှမရှိပဲပြီးတော့အရွယ်ကချစ်စရာလီ မောင်မိုးကလည်းကင်းပါတယ်အတိညာရှိတယ်လို့ပြောရလိမ့်မယ်ဧည့်သည်ကလန့်ပြီးထီးနဲ့ထုံးမှ လမ်းလျှောက်ဒုတ်ကောင်နဲ့လှန့်ရိုက်မှမျိုးကို သူမနစ်မြို့ဘူးဒါကြောင့်ထီယိုတကန်းဒုတ်တရန်ခက်လန်းလန်းကပဲကြိုတာပါ တနေ့တော့အရင်ကဒီចောင်းကိုတခါမှမလာဘူးတဲ့ဧစိမ့်တွေကိုကြုံမိရဲ့သားဖြစ်သွားတယ်ဧသည်တွေကထွက်ပြီးကြိုတဲ့မောင်မိုးကိုခြေဆုံးကောင်းဆုံးကြည့်ပြီးပြုံးကြတဲ့အပြုံးကိုဘယ်သူမှနားမလည်ကြဘူးចောင်းမော်ရောက်တော့ဧသည်တွေကဆရာတော်ရှေ့မှာဝတ်တော်ဦးချတော့ မောင်မိုးကလည်းထုံးစံအတိုင်းဧည့်သည်တွေနဲ့အတူလိုက်ပြီးဥချရှခိုးတယ်။မောင်မိုးရှခိုးတာကိုကြည့်ပြီးဧည့်သည်တွေကသဘောကျလို့မဆုံးဘူး။ဘေးချာနေဘေးသတင်းစာဘေးယုံမြင့်တန်ကြားရင်းမှမမောင်မိုးအကြောင်းမပါပါဘဲနဲ့ဟောရီမြို့လေးရဲ့မြို့မဖုန်ကြီးကျောင်းမှာတင်ကြပေးရင်တက်လွယ်တဲ့အရွယ်ဝက်ဝင်လိမ္မာလေးရှိတယ်လို့ကြားသတင်းနဲ့လိုက်လာကြတယ်။စက်ကတ်ထောင်တဲ့လူတွေလီ။ မောင်မိုးကိုပိုက်ဆံပြီးဝဲစားမလို့တွေပညာရှိအမျက်ပြင်မထွက်ပေမဲ့သူတို့ရဲ့စကားကြောင့်ဆရာတော်မျက်နှာတော်ညီမြန်းသွားတယ်မရောက်နိုင်ဘူးလို့ဆရာတော်ကတခွန်းနဲ့ပြောလိုက်ခြင်းပေမဲ့တကာတို့ကဒီအကောင်ကိုတံပိုးဘလောက်တင်မာတော့လို့မိတ်နေဆရာတော်အရေးကဲကိုနားမလည်ကြတဲ့တကာတွေကငွေ3000ပေးရမယ်ဖျားလေတပည့်တော်တို့မွန်ပြည်နယ်အထိပြန်ရမယ်စရိတ်ဒီကောင်လေးကိုဟိုအထိရောက်အောင်ခေါ်သွားရမယ် ကုံကြစည်းငွေတွေຈောင်ပြောရင်အပူရိုက်လွမ်းသေးမိချောင်းမျက်ရည်ကျပြနေကြတယ်ဆရာတော်ကသူတို့ပြေးမယ်ဆိုတဲ့3000ထက်အဖို့တန်တဲ့တရားကို ဟောပြီးမောင်မိုးကိုမရောက်နိုင်တဲ့ຈောင်း အလိမ်မာနဲ့ဆုံးမလွတ်တယ်ဒီຈောင်းကိုတည်တဲ့ဥပဇင်းတွေက မောင်မိုးကိုညလူသူအလက်မှာလာခိုးမှဆိုလို့ຈောင်းသားတွေရဲ့ဆုံးမထောက်ပြီးတိတ်ရာကနေຈောင်းသားတွေရဲ့အလေကိုရွှေ့ပြီးအိတ်စီတယ် ဝင်သေးချေကဈေးမြင်လာပြီဆိုတဲ့သတင်းကလည်းကြီးနေတယ်လီကြီးကဝင်ပြီးဝင်ပြိုဖဖားတာမဖြစ်သေးတာ ဝင်ပြိုပေါက်ဖြစ်လာတော့မောင်မိုးကကြောင်းထဲကကြောင်းပြင်ကိုထွက်လေရက်လာတဲ့ခါဥပဇင်းတို့စိတ်ပူရရင်မောနေရတာပေါ့တော်တော်ကြာဘင်ဆက်ကဖွဲကရောက်လာပြန်ပြီဘယ်မျက်လက်ဖွဲကအထက်ကိုဆန်တက်လာပြီဆိုရင်ဖုန်ကြီးတို့တွေ ရတမအေးဖြစ်ကြရပြန်ရောမောင်မိုးကလည်းကြောင်းနီနာ50လောက်လျှောက်လေပြီးတော့ ကြောင်းကိုပြန်လာရှာတာပါပဝင်းကျင်ကိုလေးလာစူးစမ်းတာထင်ပါရဲ့ဆာန်နေကြတဲ့ကျွန်တော်တို့အနာကိုသူ့ပြန်လာပြီးထိုင်နေဆရာမကိုမျက်တောင်မခတ်ဖဲငင်းနေတဲ့တည်းတခါတလေတော့လေအဲ့ဒီလိုထိုင်ရင်သူ့မျက်တောင်မွေးတွေပုတ်ခတ်ပုတ်ခတ်လို့ရင်ငင်းမြော်နေပြန်ရောအဲ့ဒီလိုလှုပ်တဲ့နေဟာဆရာမကသူ့အဖို့ငပြောသည်ယူမလာတဲ့နေပေါ့ဆရာမခမရငပြောသည်ကိုနေတိုင်းတော့ဘယ်ယူလာနိုင်ပါမလဲ ငါပြောချံပိုင်ရှင်ရဲ့သမီးငါပြောချံပိုင်ရှင်ရဲ့ဇနီးမှမဟုတ်ဘဲအိမ်မှာရှိတဲ့ငါပြောသည်စွန်းတော်ကြတဲ့ငါပြောသည်လောက်ပဲယူလာနိုင်ရှာတော့ပေါ့တုတ်ခမားတလောက်ကိုဆန်ဆယ်ပြင်းနဲ့မိဖို့ကြောင့်စရိတ်လေးရလို့ဆာလာတင်နေရတဲ့လောက်အားပေးဆရာမတာတာမဟုတ်လားမောင်မိုးရဲ့ရှုံးကြည်ပွားကြည်လုံနေတဲ့နှခေါင်ကသူ့ခြေတော့တွေကိုဒေါ်ကြည်ဘူးရဲ့အိမ်ကမိဖို့ကြောင့်ကိုဆွဲခေါ်သွားတယ်ဖုန်ကြီးចောင်းတဲ့နီနီ ရုံနဲ့နီနီနေတဲ့ဒေါ်ချီဘူးယုံမှာသူ့ဘောပင်လို့အကြောင်းမောင်မိုးကသူ့မိဖို့ချောင်းနဲ့ခြေတလန်းဆအဝင်ဖြစ်မှာပေါ့နပေးအိမ်တွေကလည်းကို့အလုံးနဲ့ကို့အလုံးများစိတ်များနေကြချိန်မှာမောင်မိုးဝင်သွားတာကိုမမြင်လိုက်ကြဘူးတဲအိုးလက်တန်းလည်းမချဘူးညနေရုံဆင်းလို့မိသားစုဆုံဆုံညီညီညစာစားတော့မယ်အလုံးမှညစာချန်ထားတဲ့ငပတ်ချက်က မောင်မိုးဖတ်သွားပြီအိမ်နီးချင်းတွေကဒီကောင်ထွက်သွားမှာ နောက်ကြောပြင်ကိုလက်မြင်လိုက်ရတာဒေါ်ကြည်ဘူးကစိတ်မဆိုးတဲ့ပြင်ရည်ကျင်စိတ်တောင်ပေါ်မိသေးတယ်အနာဝင်းကျင်အိမ်တွေကလည်းမောင်မိုးလာတယ်လို့ပြောကြတာမဟုတ်လားဒေါ်ကြည်ဘူးတို့မိသားစုကနောက်ထပ်ဟင်းတစ်ခွက်ထက်ချက်ဖို့လည်းမခက်ခဲဘူးမချက်ချင်လည်းစိုင်းမဟင်းတစ်ခွက်ဝယ်စားနိုင်နေလीကိုကြောင်မြင့်ကဆက်သွယ်ရေယုံသွားမခင်ပူဈေးမှာဆိုင်ခင်းနေတော့ကြက်သားကြောင်နဲ့ငရဲကြောင်နှစ်ပကံမှာ ငရဲ့ကြော်ကြီးစသွားပြန်ရောဒေါ်ကြည်ဘူးရဲ့ငပတ်ချက်ကိုမောင်မိုးဝင်တွေ့ပြီးငါရဲ့အကြောင်းမှာပေါ့ကိုကြောင်မြတ်မခင်ပူတို့ကအပင်ပေါ်မှာမှဲ့နေတဲ့သမော်တီကြီးတွေအနားမှာချထားတဲ့ငပြောပြီးတွေပဲရံမမူတော်ကိုပဲကျေစုတင်ကြသေးတယ်ဒေါ်ကြည်ဘူးလိုပဲဆရာတော်စီသူတို့လာမလျှောက်ကြဘူးသူတို့ဇနီးမောင်နှံကလည်းဘာဟင်းနဲ့မဆိုထမင်းစားနိုင်နေလीကုသိုလ်ရတယ်လို့တောင်းမှထင်ကြတယ်လင်မယား သူတို့လည်းမောင်မိုးကိုချစ်ကြခင်ကြတယ်။ငပြောကင်ခုတ်ပြီးရင်ဖုန်ကြီးတွေဖုန်းပေးရအောင်မောင်မိုးလည်းစားရအောင်မြို့မကြောင်းကိုလာလူကြမယ်လို့တိုင်ပင်ထားကြတယ်လင်မယား။နောက်နေ့ရက်ကြာမှာတော့ဒေါ်ကော့မန်အင်ကငခုတွေ မောင်မိုးလက်ချက်မိသွားတယ်။သူ့ခမရသသမီး၃ယောက်နေဒီနေ့မှကြောင်းပိတ်ရမို့သားကြီးကွန်ပြည့်ရာကနေရတဲ့ငခုငကြီးလေးတွေကိုတခါတလေစားရတာပါလေဆိုပြီး စီလေးပြားလေးနဲ့ဆူဆူဖက်ဖက်ချက်ထားရှာတာလူကြီးတယောက်နဲ့ကလေးသုံးယောက်စာကုံမာလီရောလားကလေးတွေအိမ်ရှိမှကစားနေတော့မောင်မိုးနောက်ဖေးကလဲ့ဝင်သွားတာဝက်ဝင်းဆိုတော့လေမဆိုးမအေးရလူလေးပဲတိလိမ့်မနော်သူတိတာကငါညီနဲ့ငါဟင်းနဲ့ငါအရသာကိုပဲတိတာတော့ကော့မိုင်ကတော့ဆရာတော်တိအောင်လာလျှောက်ထားတယ်တက္ကမကော့မိုင်ကျင်းနဲ့အောင် ဆရာတော်ကနှစ်သိမ့်ပေးရင်စံနှပြင်းနဲ့ကြက်သွန်ဤခဲအញင်သီးတွေစွန့်လိုက်တယ်။မြို့မကျောင်းဆရာတော်ကကဘာကြီးပါတွေဖြစ်ပြနေသလဲဆိုတာရေဒီယိုကနေတဆင့်အကုန်သိတယ်။သူသတင်းသုံးနေတဲ့မြို့ကလေးမှာဘာဖြစ်နေသလဲဆိုတာလေဆရာတော်ကသိနေတာပဲ။ဒေါ်ကြည်ဘူးအိမ်နဲ့ကိုကျော်မြင့်တို့အိမ်မောင်မိုးဝင်လာလေရေဒီယိုကမလာပေမဲ့ဝင်သတင်းလူချင်းဆောင်တတ်တာပဲမဟုတ်လား။ ဒီပုံတိုင်းလွတ်ထားလို့တော့မဖြစ်တော့ဘူးတော်တော်ကြာတိထက်ပိုတင်ရဲလာရင် မောင်မိုးရဲ့အသက်အန္တရာယ်စိုးရင်ရတယ်လို့ဆရာတော်ကစဉ်းစားမိတယ်မဖြစ်တဲ့နာတွေမဖြစ်စေခြင်းဘူးမောင်မိုးကို ဆုံးမတဲ့အနေနဲ့သူငယ်ငယ်ရောက်ခါစားကအိတ်ခဲတဲ့လောင်ရင်ထဲမှာထည့်ထားဖို့ဆရာတော်ကမိန်နေမောင်မိုးကိုကျွန်တော်တို့ပဲလောင်ရင်နဲ့ချော့မော်ပြီးထည့်ရတာလीလူလောင်နီးနီးတက်နေမှတော့သူ့ကိုလောင်ရင်နဲ့ထည့်ထားမယ်ဆိုရာလေ သူကတိနေပြီလေသူမဝင်ကျင်ဘူးဝိလေကြောင်ပန်းနဲ့ပေဆောင်းဆောင်းရှုတိုးတိုးလုပ်နေတယ်လာညီလေးလာလာသူကမလာဘူးမောင်မိုးကလည်းမာတယ်လာအကို့အနာလာဘလို့မှချော့ခေါ်လို့မရဘူးသူချစ်ကြောက်တဲ့ဥပဇင်းဖြူရှိတယ်ဥပဇင်းဖြူကိုတော့ရှောက်ကြတော့မှဥပဇင်းဖြူကဟဲ့ကောင်မမိုးမဝင်မူလားဝင်မာလားလို့အာလုံးတန်နဲ့တစ်ချက်ထဲငေါက်လေရတယ် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လို့ရင်ဥပစင်းကိုလက်ချီလက်ချီနဲ့ကျွန်တော်တို့ကိုအားကိုးမျော်လင့်နဲ့ကြည့်နေကြည့်ရင်လောင်အိမ်လေးထဲဝင်သွားရတယ်။သူ့ကြည်တွေကရင်ထဲမချစ်เสียရပါ။ကျွန်တော်ကိုပိတ်လောင်ကြတော့မှလားရက်ဆက်လိုက်ကြတာဗျာဆိုတဲ့အဓိပ္ပာယ်တွေပါတဲ့ကြည်လီ။ခန္ဓာကိုယ်ဖွင့်ထွားစာပြုတ်နေတဲ့မောင်မိုးအတွက်ငငယ်ကနေခဲ့တဲ့လောင်အိမ်လေးဆိုတော့နည်းနည်းကြက်နေတာပေါ့။ဖုန်ကြီးကရေတောက်ဆရာအင်းုံတလုံးမှာ ရေပြည့်ဖြည့်ထားတယ်။စားဖို့ထမင်းဟင်းတွေကိုတော့ကျွတ်ကျွတ်အိတ်ထဲထည့်ပြီးပေးလိုက်တယ်။တခါတလေသူကြိုက်တဲ့ငပြောသီးတွေလည်းပါတာပေါ့။ကျွန်တော်တို့နဲ့တကြံနဲ့အိတ်တဲ့မောင်မိုးကျွန်တော်တို့ကျန်းအောင်မှာဖြင်ချမ်းသူ့ကြောင်းအောင်မှာဂုံဒီအိတ်ဒါပဲကွာတဲ့မောင်မိုးအခုတော့သူ့ခမညာငယ်ဘဝကလောင်ရင်လေးတဲ့ပြန်ရောက်နေရှာတယ်။မောင်မိုးရဲ့ခံစားချက်ပြင်းနဲ့စူးစူးဝါးဝါးအော်တန်ကတစ်ချက်တစ်ချက်ပေါ်လာတတ်တယ်။ ျွန်တော်တို့တော်ရောနဲ့အိတ်မပြောကြဘူးစိတ်လက်မချမ်းမသာနဲ့ဖြတ်ကျော်ခဲ့ကြရတယ်ညတွေပေါ့မနေ့ကျွန်တော်တို့ထမင်းချမ်းစားမယ်လို့ကြတော့မောင်မိုးကိုအရင်ဆုံးသတိရမိတယ်သူ့အတွက်ကျွတ်ကျွတ်အိတ်ထဲထမင်းချမ်းနဲ့ပယ်ဟင်းနဲ့ဖတ်ပြီးအရင်တော့ပို့လိုက်တယ်ကျွန်တော်ကစေနာပို့ပြီးနည်းနည်းပို့ထည့်သွားတယ်ထမင်းတို့ကင်ပြီးလာနေတဲ့ကျွန်တော်ကိုသူ့ရှင်လန်းနဲ့မျက်နာနဲ့ကြိုလိုက်မယ်ထင်တာမဟုတ်ဘူးသူ့ဝမ်းနေနေတယ် ။ကြောင်တက်ချင်းဆရာမကြောင်ကိုရောက်လာတော့မောင်မို့အတွက်ဖီချံကပြောတိခါနှလုံး။ဆရာတော်ကိုဒီကိစ္စတင်လျှောက်ချင်ပေမဲ့ဆရာတော်အကြောင်းကိုသိနေလို့မလျှောက်ရဲဘူး။မောင်မို့စီတန့်လျှောက်သွားပြီးဆရာမကိုယ်တိုင်ငပြောတိတွေတွားကြွေးတယ်။ဆရာမကိုမြင်မြင်ချင်းမောင်မို့အော်လိုက်တဲ့အတန်ဟာကျွန်တော်တို့အားလုံးတစ်ခါမှမကြဘူးတဲ့အတန်ပဲ။ညရုံကအော်တဲ့အတန်ထက်စူးလေလှိုက်လဲဝမ်းနေတဲ့ဆွတ်ထားတယ်လို့ပဲ ဆရာမနဲ့တောင်ရင်ထဲကဝက်ဝင်တော့ဘယ်သူကအရင်မျက်ရည်ဝဲတယ်မသိနိုင်ဘူးအဲ့ဒီနေ့ကကြောက်တဲ့ချိန်မှာမင်္ဂလာပါလို့တံပြန်អော်ခဲ့ချရပြီမင်းစာတင်ကန်းတွေဟာအသက်မဝင်မင်းတစုံတစ်ခုလက်ဟာနေသလိုပဲဆရာတွေရောចောင်းသားတွေပါစာတင်ရတာစိတ်မပါလာဘူးတကယ်တော့ကျွန်တော်တို့ရဲ့တငယ်ချင်းတယောက်ယော့နေတာမဟုတ်လားနေမကောင်းလို့ခွင့်တိုင်ထားတဲ့ចောင်းသားမဟုတ်သလို့ သူကကျွန်တော်တို့နဲ့ဝေးကြီးမှမှမဟုတ်ဖေကျွန်တော်တို့စာအန်တန်ကြားရင်သူဘလို့ခံစားနေရရှာမှာပါလေကျွန်တော်ကတော့ခတ်တိုးတိုးပဲစာအန်လိုက်တယ်မောင်မိုးကလည်းသူ့တငယ်ချင်းတွေစာတင်ပြတ်မှာဆိုလို့ထင်ပါရဲ့ဘာသမ်းမှထပ်မပြူဘူးမောင်မိုးအတွက်စားစရာတွေပုံမြဲဖို့တယ်သူကြိုက်တဲ့ငါးဟင်းကိုဥပစင်းဖြူကဖုံးမပေးပဲမောင်မိုးကပိုကြိုက်တယ်ဆိုပြီးကိုယ်တိုင်နေဖက်ကြွေးသေးတယ် မောင်မိုးကိုချော့တာတမျိုးပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာ မောင်မိုးကဥပဇင်းဖြူကိုကြည့်တဲ့ကြည်ကတိတ်ထူဆန်းနေဒီအကြည့်ကိုဘယ်သူမှအတိတ်ပဲမဖွင့်တတ်ကြဘူးစွန်းစွန်းဝေါဝေါအော်တန်ကြီးတစ်ချက်ပေါ်လာတယ်မောင်မိုးအော်လိုက်တာမဟုတ်ဘူးဆင်အောင်မရဲ့စွန်းစွန်းဝေါဝေါအော်တန်ဟာတကြောင်လုံးကိုထိတ်လန့်သွားစေတဲ့ပြင်ကြောင်နာနေတဲ့အိမ်တွေကပါချရတယ်လောင်ရင်ချင်းချင်းလေးတွေမှာမောင်မိုးလေးကြနေတာကို ဆရာမအရင်ဆုံးတွေ့တာကြောင်စင်းတဲ့အိမ်ပြန်ကာနီတော့နှုတ်ဆက်တာလေအခုတော့မောင်မိုးကအရင်ဦးအောင်နှုတ်ဆက်သွားပြီအဲ့ဒီလိုလဲကြနေတော့မှ လောင်ရင်တော့မှသူ့ကိုကြွေးထားတဲ့စားစရာအထုပ်တွေဟာအထုပ်မပြတ်ရာမယွင်းဘူးဆိုတာတွေ့လိုက်ကြရတယ်ဆရာမရဲ့ငပြောသီးတွေလဲနှစ်ခုအတိုင်းဥပဇင်းဖြူရဲ့ငါဟင်းနဲ့နေဖက်ထားတဲ့ထမင်းထုပ်ကအပေါ်ဆုံးကကျောင်းသူကျောင်းသားတွေနဲ့ဥပဇင်းတွေ အပြေးလွှားရောက်လာကြတယ်။လောင်ရီတကားတော့ကိုအမြန်ပြေးယူချပြီးအတင်းလုံလို့ကြတယ်။သူ့ခန္ဓာကိုယ်လေးကပူပူနွေးနွေးလေးပဲရှိသေးတယ်။ထမင်းသောဟင်းသောနဲ့မေနင်းနေရတယ်။ကျွန်တော်တို့ရဲ့တငယ်ချင်းတယောက်တော့ကွယ်လွန်သွားခဲ့ပြီ။ကြောင်အောင်ထက်စူပေါင်းအိတ်ကြတဲ့နေရာစတင်ကြတဲ့ဖြာချမ်းပေါ်မှာပထမဆရာတော်ကြီးအထိမ့်မှကြောက်စာရိုင်းနာမှာကြောင်ပေါ့ဝါမှာကျွန်တော်တို့ရဲ့အသေးတနေရာမှာ ပြီးတော့မြို့ကလေးရဲ့နှလုံးသားတနေရာမှာသူ့ရှင်းတန်နေတော့မေဝတ်ဝင်ကလေးမောင်မိုးမောင်မိုးဆိုတဲ့ဝတ်ဝင်ကလေးမသိဘူးအမြဲရှင်းတန်နေတယ်ဝတ်ဝင်ကလေးတွေကိုချစ်ခင်တဲ့ညီပူလေး